နက်ဖြန်နိုဗင်ဘာလ17ရက်နေ့အထွတ်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးအောက်ပိုင်းဒေသတွေမှာတော့တိမ်အသင်းသင်းဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။တောင်ပိုင်းဒေသတွေမှာနေရာကွက်ကြောင့်မိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနက်ဖြန်အတွက်ခန့်မှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းသင်းဖြစ်ထွန်းနိုင်ပါတယ်။ တနင်္သာရီကံယူတဲ့မြဝကျုံးပေါ်ဒေသတွေနဲ့မုဒ္ဓမာကွေးဘက်တို့မှာလေဟာအနောက်နောက်တောင်ဘက်ကနေတနင်္သာရီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအတင်းတင်းရှိနေပါတယ်။ရခိုင်ကံယူတဲ့မှာ လေဟာအရှိရှိတောင်ဘက်ကနေတနင်္သာရီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအတင်းတင်းရှိနေပါတယ်ရှင်။တနင်္သာရီတိုင်းရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးကြံသေးတာတွေမှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။ ၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်းနဲ့ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမြို့သူများကြဆင်းနေပါတယ်ရှင်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့၊ဖမ်းမြို့နဲ့ဒဝဲမြို့တို့မှာ30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနေပါတယ်။မြန်မာနိုင်ငံတဝါလုံးမှာခရမ်းလုံရောင်ကြီးအညွန်ကိန်းဟာအလုံးမြင်မာတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခံမှန်းရရှိပါတယ်။ ဒီမိုလေးဝတာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါရဲ့ရှင်။